ခုလက်ရှိမှာတော့ကိုယ်အိမ်ကိုပြန်ပြန်ချင်တာပေါ့နော်ကိုယ်အိမ်မှာကိုယ်ပြန်ပြီးမှအလုပ်စာလေးတွေရှိတာလုပ်မယ်အဆူဆုံးကကျွန်တော်တို့ကမညစ်ကဆိုရင်ဒီနေရာတုံညာကခွေခွေလို့လို့ရသေးတယ်လာမယ့်ညစ်ဆိုရင်ဒီပုံစံနဲ့ဆိုရင်လေရလေလို့လို့ငုံးဝရမှာမဟုတ်ဘူး ကိုင်းတိုင်းတမူးမြို့နယ်တဲကစစ်ပေးဆောင်စခန်းနေတဲကတခုမှကုကီးလူမျိုးတွေအဓိကနေထိုင်ကြပြီးအဲ့ဒီစစ်ဆောင်စခန်းမှာစားနပ်ရိက္ခာပြက်လက်မှားကိုစိုးရိမ်မှုတွေရှိလာနေပါတယ်။ကုကီးလူမျိုးတွေဟာမြန်မာနဲ့အိန္ဒိယနယ်စပ်နှစ်ဖက်စလုံးမှာနေထိုင်ကြပါတယ်။တချို့ကုကီးလူမျိုးတွေကတော့သူတို့အမေရောခံဖြစ်နေကြတာကိုစိတ်မကောင်းဖြစ်နေကြသလိုအကူအညီပေးနေကြတဲ့သူတွေကတော့သူတို့ရဲ့အခက်အခဲတွေကိုပိုနားလည်ပြီးအကူအညီပေးကြဖို့လိုတယ်လို့ဆိုပါတယ်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံတောင်အမှရှိတဲ့လူခွင့်ရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ဒို့တန်ပတ်စင် podcast အစီအစဉ်ကနေကြိုဆိုပါတယ်ဒီအစီအစဉ်ကို Foundation Hero တဲ့ကကုညီပန့်ပို့ပေးထားတာပါဒီတစ်ပတ်အစီအစဉ်ကိုတော့ဒို့တန်ရဲ့အလွတ်တန်းသတင်းတောက် Harry ကဆက်လက်တင်ဆက်ပေးသွားမှာပါဆောင်းမအတွင်းလုံခြုံရေးအခြေအနေတွေကြောင့်နာမည်တချို့ကိုပြောင်းလဲအသုံးပြုထားပါတယ်ရှင် အာနာမသိခင်အချိန်ကတည်းကကီးလူမျိုးဥဆန်တွေကစကိုင်းတိုင်းတမူးမျိုးနယ်ကရွာတရာမှာဘဝကိုအေးအေးချမ်းချမ်းနဲ့နေထိုင်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကသူလောက်ကင်တဲ့အလုပ်ကိုသဘောကျနှစ်သက်ပြီးတိုင်းပြည်အတွက်ပိုကောင်းတဲ့အနာဂတ်ကိုမျှော်လင့်ခဲ့တာပါဒါပေမဲ့လည်းမြန်မာနိုင်ငံကထောင်ပေါင်းများစွာသောသူတွေလိုပဲအာနာသိမ်းပြီးနောက်ပိုင်းမှာတော့သူ့ဘဝကြီးကလုံးဝပြောင်းလဲသွားခဲ့ပါတယ် တော့သူ့အိမ်နဲ့မဝေးတဲ့အိန္ဒိယနယ်စပ်မြန်မာဘက်အချမ်းမှာစစ်ရှောင်နေတာ၃နှစ်လောက်ရှိပါပြီဒီလိုဖြစ်ရတာကသူတယောက်တည်းတော့မဟုတ်ပါဘူးနိုင်ငံတွင်းမှာပြည်သူတော်တော်များများဟာတိုက်ပွဲတွေကြောင့်အိုးအိမ်ဆုံးခွာပြီးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်အသက်40ကျော်အရွယ်တကိုရီသမားသူဟာဒီစစ်ဖေးရှောင်နယ်ရွာလေးကိုရောက်လာတော့ကအဲ့ဒီနေရာမှာစစ်ဖေးရှောင်ဥယေကတရားလောက်တော့မရှိသေးပါဘူး ဒါပေမဲ့တနိုင်ငံလုံးမှာတိုက်ပွဲတွေကပိုပြင်းထန်လာချိန်မှာစစ်ဆောင်သူတွေများလာပြီးအခုဆိုရင်သူတို့နေရာမှာလူဦးရေကတထောင်ဝန်းကျင်ခန့်ရှိနေပါပြီ။အဲ့ဒီထဲမှာအမျိုးသမီးက80ခန့်ပါပြီးခလေးကအယောက်300လောက်ရှိပါပဲ။အများစုကတော့ဆယ်ပေပတ်လည်တဏီမိုးထရံကတဲလေးတွေနဲ့နေထိုင်ကြတာပါ။စစ်ပေးဆောင်စခန်းထဲမှာနေထိုင်ရတဲ့သူတို့ဘဝကခက်ခဲလှပါပဲ။အစာရေသာနဲ့တန်ရှင်းတဲ့ရေကရှားပါသလိုကျမ်းမာရေစောင့်ရှောက်မှုလည်းမရကြပါပဲ။ နှစ်ရှည်လာများနေထိုင်ကြရတာပါအခုချိန်ဒီကျွန်တော်တို့မှာဘယ်အဖွဲ့အစည်းကမှလည်းကျွန်တော်တို့ထောက်ပံ့တာလည်းမျိုးလည်းမရှိဘူးစည်ရင်းကတော့ကောက်တာကြားလိုက်ဟိုလူသားဆန်ကလည်းကောက်တယ်စစ်ပီးဆောင်ကလည်းကောက်တယ်ကျွန်တော် BRCK ဆိုတဲ့ကဘောစီဗီဆောင်ဖွဲ့ကလည်းကောက်တယ်ဒီနေ့ချိန်ကြီးတော့အဖွဲ့အစည်းကြီးကတစ်ဖက်နိုင်ငံကအဖွဲ့အစည်းကြီးကိုကျွန်တော်တို့မြန်မာပြည်အဖွဲ့အစည်းကြီးကို တော့ပန်ကြီးတွေကရတာဟိုချင်းခင်မရှိသေးဘူး။ဦးဆန်လီကစကန်းထဲကလူစင်းတဲ့အခြေအနေတွေကိုစရင်လိုက်ပြုစုပြီးသူတို့ကိုအကူအညီပေးလိမ့်မယ်လို့မျှော်လင့်ရတဲ့အဖွဲ့အစည်းတွေစီကိုအချိန်ချင်းပို့ဆောင်ပေးပါတယ်။ဒါပေမဲ့သူပေးဖို့ခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ကဘောစစ်ပေးဆောင်ကူညီရေးအဖွဲ့တွေကအကူအညီတွေရောက်မလာတဲ့အတွက်စိတ်ပြတ်နေပါတယ်။ မရှိတဲ့အခါမှာတော့စခန်းမှာရှိတဲ့သူတွေက ရှင်တန်ရက်တီဖို့အတွက်သူတို့ကိုယ်တိုင်စူးစမ်းရပါတယ်။သူတို့တွေဟာကွင်းပြင်လေးတွေမှာလေယာဝိုင်းဝန်းစိုက်ပျိုးကြပြီးမျှဝေစားတော့ကြပါတယ်။ဒါပေမဲ့လည်းမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်နောက်ပိုင်းမှာသူတို့ဒေတာမှာအခြေအနေတွေက ပိုဆိုးလာပါတယ်။စစ်ဘေးရှောင်တွေတုံးနေတဲ့အိန္ဒိယနိုင်ငံဘက်ကစီးဆင်းလာတဲ့ရေနှဲချောင်းလေးဟာတောက်တုံးရင်မလုံလောက်ဖြစ်နေပြီးရေကလည်းပိုပြီးညဉ့်ညမ်းလာပါပဲ။ ူတို့ဟာအဲ့ဒီရေကိုတောက်တုံးရေ ချိုးရေနဲ့လေယာစိုက်ပျိုးရေးတွေမှာအသုံးပြုနေတာပါအဲ့တော့ညက်ပါတဲ့ချောင်းရေကိုလေဘေးနားလေးမှာချင်းကလေးသူ့မှာရေတန်းရအောင်အဲ့ချင်းသေးကပြမှာချူချက်ပြမှာတောက်နေရတာအဲ့ချောင်းတလျှောက်တော့အလူဦးရေတထောင်နေနေရအဲ့ချောင်းကပဲမိခိုးပြမှာအစာတုံးနေရတယ်ဆိုတော့လူကောင်ကိုအဆင်မပြေတာဒီတခြားနေရာလည်းမရှိဘူးရေသွင်းလည်းမရှိဘူးလေမအဆူဆုံးကကျွန်တော်တို့က မနေ့ကဆိုရင်ဒီနေရာ၃ရာကခွေလေခွေရလို့လို့ရသေးတယ်။လာမယ့်နေ့ဆိုရင်ဒီပုံစံကဆိုရင်လေရလေလို့လို့ငုံဝရမှာမဟုတ်ဘူး။အဲဒါကြောင့်ကျွန်တော်တို့ကလာမယ့်နေ့ဆိုရင်ဒီစီဆောင်တွေရဲ့စာဝတ်နေရအတော်လေးစိုးရင်စာကောင်းတယ်။ဥစ္စာနီအပါဝင် စခန်းမှာနေထိုင်ကြသူတွေအများစုကကူကီးလူမျိုးတွေပါသူတို့ကိုကူကီးဇုံလို့လည်းခေါ်ကြပါတယ်လူဦးရေခန့်မှန်းခြေ2သိန်းခန့်ရှိပြီးအိန္ဒိယနဲ့မြန်မာနယ်စပ်နှစ်ဖက်စလုံးမှာနေထိုင်ကြပါတယ်မြန်မာဘက်မှာဆိုရင်စကိုင်းတိုင်းနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ချင်းပြည်နယ်တွေမှာပြန်ကျဲနေထိုင်ကြပါတယ်2021စစ်အာဏာသိမ်းပြီးတဲ့အခါ တမူးခရိုင်ကဒေသခံတွေကတခြားဒေသတွေကလိုအာဏာသိမ်းမှုကိုဆန့်ကျင်တွန်းလှန်ကြပြီးစစ်ကောင်စီကအကြမ်းဖက်နှိမ်နင်းရမှာလက်နက်ကင်ဆန့်ကျင်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်မဟောင်းစနစ်နှစ်ကုံဝိုင်းလောက်ကစပြီးတမူးခရိုင်အထက်ပိုင်းမှာစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေပြင်းထန်လာပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေဆလုပ်လာရာစေဖေးရှောင်စခန်းကိုထွက်ပြေးလာသူတွေနဲ့အိန္ဒိယနယ်စပ်ကိုဖျက်ချော်ပြီးဒုက္ခအသည်အဖြစ်ခေါ်လုံသူတွေ ပိုများလာခဲ့ပါပဲကုလသမဂ္ဂရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံရဲ့မေလ23ရက်နေ့အထိ ထုတ်ပြန်ထားတဲ့စာရင်းတွေအရနိုင်ငံတော်ဝန်မှာလူပေါင်း3.5သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးအများစုကပရိပခါတွေကြောင့်ထွက်ပြေးတိမ်းရှောင်ရသူတွေဖြစ်ပြီးငလျင်ကြောင့်ပျက်စီးဆုံးရှုံးရသူတွေလည်းပါဝင်ပါတယ် ကူကီဆီဗေးရှောင်းတချို့ကသူတို့သုံးဆွဲနေတဲ့ရေတွေပုံညင်းညင်းလာတာကမတ်လ28ရက်နေ့ကဖြစ်ခဲ့တဲ့ငလင်ကြောင်းလို့ယုံကြည်ပါတယ်။အဲ့ဒီတဲမှာကူကီအမျိုးသမီးများဆိုင်ရာလူခွင့်ရေးအစည်းအရုံးကအထွေထွေအတွင်းရေးမှုဝိုင်းနူးလဲပါပါတယ်။သူတို့အဖွဲ့ကအိန္ဒိယနိုင်ငံကမဏိပူရာမြို့နယ်မိုးရီမြို့မှာအခြေစိုက်ပါတယ်။အဲ့ငလင်တွေလှုပ်ခတ်ပြီးနောက်ပိုင်းမှာမြောက်မြောက်ကြီးဟာစနစ်ပျက်စီးမှုကြောင့်မို့လို့တောက်သုံးရည်တွေပေါ့အာညှိညမ်းလာတယ် ဟိုအထူးတစ်ဖြင့်လူ၃ရေတန့်ပေါ့လူ၃ရေပေါ့ကညစ်ပတ်သွားတယ်ညစ်ပတ်သွားတယ်ဆိုနောက်သွားတယ်ပြီးလို့ရှိရင်အဲ့ဒီဟာရေကမရှိနေအခုချိန်ကຫນွေရတွေဖြစ်နေတော့ပိုဆိုးတာရေခမ်းနေတဲ့ကာလမှာဖြစ်ပြန်ရောဆိုတော့ဒီနောက်နေပေမဲ့လည်းအဲ့ရေကိုပဲအာမသုံးလို့လည်းမရဘူးဆိုတော့ဒါလေးကိုပဲသုံးနေကြတဲ့အချိန်မှာဆစ်ဆောင်ပေါ့နော် IDP ခဲ့မှာရှိနေတဲ့လူတွေကဒီ ထက်နာအထက်လန်အောက်လျှောတွေဝန်းပြက်ဝန်းလျှောပေါ့ရာနာတွေကိုကြုံတွေ့နေရတယ်ပေါ့နော်ဆိုတော့ဒါကအခုချိန်ထိကိုဖြစ်နေတုံပဲပေါ့နော်ဝိုင်းနူးတို့ကတော့သူတို့နဲ့အဆက်အသွယ်ရတဲ့ရေမတန်ရှင်းမှုတွေကြောင့်ယောဂဖြစ်နေသူတွေကိုတွားရောက်ကူညီပေးနေပါတယ်ဒါပေမဲ့လုံလောက်မှုမရှိသေးဘူးလို့ဆိုပါတယ် မက်ရှင်ဝိုင်ကအသက်35နှစ်ရှိပြီဖြစ်ပြီးအိန္ဒိယဘက်ကိုစစ်ဘေးမရှောင်ခင်တုန်းကတမူးမှာအလှပြင်ဆိုင်ဖွင့်ထားပါပဲသူကကူကီအမျိုးသမီးများဆိုင်ရာလူခွင့်ရေးအစည်းအရုံးမှာလောက်ကင်နေသူဖြစ်ပြီးဝိုင်နူးရဲ့လောဖို့ကင်ပဲလည်းဖြစ်ပါတယ်မက်ရှင်ဝိုင်ကလည်းမိုးရင်းမှာစစ်ဘေးရှောင်တွေကိုကူညီထောက်ပံ့မှုတွေကြာဆင်းလာတဲ့အတွက်စိတ်ပူပန်နေပါလေခုလိုစစ်ရှောင်ရတဲ့အချိန်မှာကျတော့ကျမတို့သမင်းကိုနနနနစားတယ်ပေါ့နော်ပြီးလို့ရှိရင် ဒီတခြားကုမ္ပဏီတွေကြတော့2021 20နှစ်လုံးကကြတော့မူရီမှာရှိတဲ့ CSO တွေကကျမတို့ကိုအဲအာလူးတို့ပဲတို့အခြေခံစားတောက်ကုန်နဲ့စေဝါးတွေထောက်ပံ့ပေးတဲ့ဟာတွေလုပ်တယ်။အခုနောက်ပိုင်း24 25မှာကျတော့အဲ့လိုမျိုးထောက်ပံ့မှုတွေမရှိတော့ဘူး။အခုလက်ရှိမှာတော့ဘာထောက်ပံ့မှုမှမရဘူးပေါ့နော်။စေဘေးရှောင်းအများစုကဝမ်းပြဝမ်းလျှော့နဲ့ယာနာယောဂါတွေဖြစ်နေတယ်လို့သူမကဆက်ပြောပါတယ်။ကျမတို့အတွက်လိုအပ်တဲ့အဓိကကုမ္ပဏီတွေကတော့ဂျမားကြီးပေါ့နော်။ စီဝါတွေလိုအပ်မယ်တချို့ကျတော့အိမ်ခမ်းမငားနိုင်ဘူးဒီစင်ပြေးတဲ့နေရာမှာပဲနေရတယ်ပေါ့နော်ကင့်ပေးမှာနေရတယ်အဲ့လိုဆိုတော့အိမ်ခမ်းငားဖို့အတွက်ရအဓိကအခြေခံစားတောက်ခုံအတွက်လိုအပ်တယ်ပေါ့ဒီကင့်ဒီမှာနေတဲ့အချိန်မှာလူနေထူထပ်တဲ့ခါကျတော့ဒီရေကရှားပါမှုတွေဖြစ်တော့ဝင်းရှောဝင်းပြက်တွေပြီးလို့ရှိရင်နာစီချောင်းဆိုးပေါ့နော်ဒီပြားနဲ့ပတ်သက်တဲ့ယောဂါတွေဝင်းရှောယောဂါတွေဖြစ်များတယ်။အစအတွက်ပြတ်တောက်မှုတွေကလည်းတည်င်းအချက်လက်တွေရရှိဖို့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ တိုက်ဝဲတွေပြင်းထန်တဲ့ကာလမှာတော်လန်အင်းတပ်ဖွဲ့ဝင်တွေရှိနေတဲ့ဒေသတွေကိုစစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးနဲ့ဖုန်းလိုင်းတွေကိုပါဖြတ်ထားပါတယ်။အဲဒါကြောင့်ဒီဒေသမှာသွာလာဖို့နဲ့စစ်ရှောင်တွေရဲ့အခြေအနေကိုအများပြည်သူသိရဖို့အတော်ခက်ခဲတဲ့အနေအထားဖြစ်ပါတယ်။ဒါကြောင့်စစ်ရှောင်တွေကအိန္ဒိယစင်ကတ်တွေကိုထည့်ပြီးဖုန်းလိုင်းမိတဲ့နေရာတွေကိုရှားဖွေကအင်တာနက်လိုင်းကိုတီးခံသုံးရတယ်လို့စစ်ရှောင်တအုပ်ဖြစ်တဲ့ ဦးဆန်နီကဆိုပါတယ်ကျွန်တော်တို့ဒီကြည့်သားမှလေဖုန်းလိုင်းကလည်းတိတ်မမျိုးတနေရာပဲမိတာဖုန်းတခါတခါဆက်ဖို့ကမလွယ်ဘူးယူရနဲ့အတော်လေးကိုဝေးတဲ့နေရာတော့မှဖုန်းဆက်နေရတာလေဖုန်းလိုင်းကလည်းကျွန်တော်မြန်မာဖုန်းကတခုမှမရဘူးအိန္ဒိယ SIM card ကိုပဲညီဟိုဘေးမှာတုံးနေရတာ ပရိပခန်းနဲ့ပတ်သက်တဲ့သတင်းဆိုးတွေဟာမြန်မာဘက်နဲ့အိန္ဒိယဘက်မှာရှိနေတဲ့စစ်ပေးရှောင်တွေအတွက်အဆက်မပြတ်ရှိနေပါတယ်။ပြီးခဲ့တဲ့မေလာဒုတိယပတ်ထဲမှာစစ်ကောင်စီကိုစန့်ကျင်တော်လှန်နေတဲ့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်၁၀ဦးကိုနေဆက်အနီးမှာအိန္ဒိယအာတန်ရိုင်ဖယ်တပ်ကတပ်ဖြတ်ခဲ့တဲ့သတင်းတွေပေါ်ထွက်လာပါတယ်။ဒီဖြစ်ရဟာကူကီးလူမျိုးစုတွေနဲ့နေဆက်နှစ်ဖက်သလုံးမှာနေထိုင်နေကြတဲ့စစ်ပေးရှောင်တွေကိုပြင်းပြင်းထန်ထန်တိုက်ရောက်မှုရှိပါတယ်။အဲ့ဒီသတင်းကြောင့် နေထိုင်သတိထားနေရပြီးသူတို့ရဲ့နေထိုင်မှုအခက်အခဲတွေကိုသတင်းဌာနတွေမှာထုတ်ဖော်ပြောဆိုဖို့မပင်မဝင်မရေဖြစ်သွားကြပါတယ်မြန်မာဘတ်ချမ်းမှာရှိနေတဲ့ကွကီးလူမျိုးတွေအတွက်နောက်ထပ်အခက်အခဲကတော့2022ဂျွန်လကလေးကမြန်မာတမူးနေဆက်ကြားချန်သီယိုကာခဲ့ခြင်းကဆလို့နေဆက်ဖြတ်ကျော်သွားဖို့ကမလွယ်ကူတော့တာပါတစ်ဖက်မှာလဲအိန္ဒိယဘက်ရောက်နေတဲ့ဆေးဘေးရှောင်တွေကို အိန္ဒိယဖော်မြန်မာအဖွဲ့ကကူညီပေးနေပါတယ်။အဲဒီအဖွဲ့ကအိန္ဒိယရောက်နေတဲ့မြန်မာစစ်ပေးရှောင်တွေရဲ့အခွင့်အရေးတွေကိုပညာပေးလှုပ်ဆောင်နေတဲ့အဖွဲ့ပါ။အဲဒီအဖွဲ့တီထောင်သူ slime ဒိုကာကအိန္ဒိယနိုင်ငံထိပ်ရှိရှောင်တွေကတော့ကိုကီချင်းတိုင်းသားတွေဆိုရင်လည်းအဓိကအဖြစ်အိန္ဒိယနိုင်ငံဖက်ချက်မှာရှိတဲ့ကိုကီချင်းတွေနေထိုင်တဲ့နေရာလောက်မှာတော့လုံခြုံနေတယ်။ဒါပေမဲ့တနေရာနဲ့တနေရာကိုလူဆက်ဆက်ပေါ်လာလို့တော့မရဘူးပေါ့နော်။ မနီပူပီနေမှာဆိုရင်လည်းခရင်3လေးခုလောက်မှာတို့တို့နေထိုင်လို့အဆင်ပြေတယ်ဒါပေမဲ့ဂျန်တဲ့နေရာမှာသွားလို့မရဘူးဆိုတော့လုံချုံရဲ့အခြေအနေကကျွန်တော်တို့ကိုလက်ခံတဲ့ပြည်သူတွေနေထိုင်တဲ့နေရာမှာတော့ကျွန်တော်တို့ကိုတော့တနိုင်ဆုံးတော့အိန္ဒိယနိုင်ငံသားတွေကလည်းဆုံးရှုံးကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုလက်မခံတဲ့နေရာကိုတော့ဘလို့မှသွားလို့မရတဲ့အနေထားဖြစ်တော့ပေါ့ဒေါ်ချင်းမြတ်တို့ကအမျိုးသားညီညွတ်ရေးအစိုးရရဲ့လက်အောက်မှာရှိတဲ့အမျိုးသမီးလူငယ်နှင့်ကလေးငယ်ရေးရာဝန်ကြီးဌာနတမူးမြို့နယ်တာဝန်ခံမှာကွကီးတွေဟာ အိန္ဒိယနိုင်ငံဘက်အချမ်းမှရှိသလိုမြန်မာနိုင်ငံဘက်အချမ်းမှလည်းရှိတာကြောင့်တခြားသောဆိတ်ဆောင်တွေနဲ့ဒန်းတူကူကီးစပေးဆောင်တွေရဲ့အရေးကိုလည်းအာယုံဆိုင်တင်တယ်လို့ဒေါ်ချစ်မြတ်တို့ကဆိုပါတယ်တမူးနယ်ဇက်တီအရေးကြီးခဲ့ဆိုတော့အတိလည်းတိတ်မရှိသလိုဒါဒူမျိုးကြီးဆိုလို့ရှိရင်လည်းကူကီးလူမျိုးတိတ်မှ တိရတူရှားရပေါ့နော်အိမ်ရဘက်မှာတော့တိကြပြီမြန်မာဘက်မှာကျတော့တိရတူကရှားသွားပြန်ရောဆိုတော့ဒီဟာနဲ့ပတ်သက်တဲ့စစ်ဆောင်အရေးဆိုလို့ရှင်အရန်အရေးကြီးရလို့ပြောရှင်နေပေါ့နော်ဒါကဒီဘက်အချမ်းမှာမြန်မာဘက်အချမ်းမှာရှိတဲ့လူမျိုးတွေဒီလဲမြန်မာနဲ့သဆိုင်နေပေါ့နော်ဆိုတော့မြင်ကနေကလည်းနေခဲ့တယ်အခုလည်းနေနေသေးပဲဒီဟာနဲ့ပတ်သက်ပြီးတော့ဒီစစ်ဆောင်တွေကလည်းတော်တော်ကြီးဟိုများတဲ့အတွက်ကြောင့်ပေါ့နော်သူတို့တွေတော့အများကြီး view site ဖို့လို့ မလင်ပွိုင်ကတော့အရင်လိုမျိုးတမှုမှာပြန်နေဖို့ပဲဆူတောင်းနေပါတယ်။စခန်းတွင်မှာရှိနေတဲ့ဆေးဝေးရှောင်းရဲ့ဘဝဟာအလွန်ခက်ခဲပြီးအထူးသဖြင့်ကျမ်းမာရေးဆောင်ရှောက်မှုနဲ့ပညာရေးရရှိမှုကပိုခက်တယ်လို့ဆိုပါတယ်။မြန်မာဘတ်ချမ်းမှာရှိတဲ့ cookie လူမျိုးတွေအိန္ဒိယဘတ်ချမ်းမှာရှိနေတဲ့မြန်မာဆေးဝေးရှောင်းတွေနဲ့အခြားဆေးဝေးရှောင်းတွေလိုပဲသူမဟာအိမ်ကိုအရန်လွှမ်းနေပြီးအိမ်ပြန်ဖို့အတွက်ပဲညှော်လင့်နေပါတယ်။ အခုလက်ရှိမှာတော့ကိုယ့်အိမ်ကိုပူပြန်ပြန်ချင်တာပေါ့နော်ကိုယ့်အိမ်မှာကိုပြန်ပြီးမှအဲလုပ်ဆရာလေးတွေရှိတာလုပ်မယ်အရင်လိုပဲပေါ့နော်ကိုခစ်ကောင်းတော့အချိန်လေးလိုပဲကောင်းကောင်းမွန်မွန်နဲ့သွားလာပြီးမှကိုယ့်အလုပ်လေးလုပ်ပြီးမှအလိုလေးနေချင်ပါတယ်လို့အခုစစ်ဆောင်ရတဲ့အပေါ်မှာကျမတို့ရဲ့ခန်းစားချက်ကတော့စိတ်မွန်းကြတယ်ပေါ့နော်သူများနိုင်ငံမှာနေရတာဆိုတော့စိတ်လုံးချုံမှုရှိဘူး ဒိုတန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကို နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နားဆင်သူတွေရဲ့လူမှုကွန်ရက်ပေါ်ကနေဝေဖန်အကြံပေးတာတွေကိုလည်းကြိုဆိုပါရစေ။လူ့ကွန်ရေးဆောင်မတွေကိုနှစ်ပတ်တစ်ကြိမ်တင်ဆက်ပေးမှာဖြစ်လို့ဒိုတန်ရဲ့ page ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။ဒီအစီအစဉ်ကိုလူရှင်တွေရဲ့ကူညီမှုနဲ့ Foundation Heron တဲ့ကပံ့ပိုးပေးထားတာပါ။ဒိုတန်တန်လှန့်အစီအစဉ်ကို Frontier မြန်မာရဲ့ဝက်ဘ်ဆိုက်နဲ့ Facebook စာမျက်နှာတွေအပြင်ဒိုတန်ရဲ့ Facebook စာမျက်နှာ SoundCloud, YouTube, iTunes, Spotify, Telegram နဲ့ Instagram တို့ကနေလည်းဝင်ရောက်နားဆင်နိုင်ပါတယ်။နောက်တစ်ပတ်မှာထုတ်လွှင့်မယ်ဒို့အတန် podcast ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။